လုံးဘွဲတပွဲမှာဂိုးအများကြီးပေးရတာကိုဂိုးသမားတူတဲ့ကြောင့်လို့တမ်းမီကောက်ချက်ချလိုက်လို့တော့လုံးဝမရဘူးအကိစားအတင်းတင်းလုံးရဲ့ဆွမ်းဆောင်ရင်းနဲ့တိုက်ရိုက်ပတ်သက်နေတာပါဘလုံးဘွဲတပွဲမှာဂိုးအများကြီးခွင့်ပြုပေးရတဲ့ချက်တွေကိုပြောပါဆိုရင်အများအပြားခန်းစလိုင်းတစ်ခုလုံးရဲ့ချွင်ချက်ရှိမယ်ဒုတိယအနေနဲ့ ကိုကွင်းလေရလုံလောက်တဲ့ဘီအားကောင်းကောင်းမပေးနိုင်လို့ပြိုင်ဘက်တိုက်စစ်ကိုရှေ့တန်းအထိလွယ်လွယ်နဲ့ကစားလို့ရအောင်ခွင့်ပြုပေးလိုက်ရတာဖြစ်မယ်။နောက်ဆုံးချက်အနေနဲ့ပြိုင်ဘက်သင်းရဲ့တိုက်စစ်ကအရန်ကောင်းမွန်နေတာကြောင့်ဆိုရဲရေဘူကဒီချက်တွေကြောင့်ပွဲစဉ်တစ်ပွဲမှာဂိုးများများခွင့်ပြုပေးလိုက်ရတာလို့ဆိုလို့ရတယ်။ဆိုလိုချင်တာကဂိုးသမားတယောက်ဘလောက်ပဲဂိုးဖန်ကောင်းကောင်းအသင်းပေါ်တွေကတဆင့်ခွင့်ပြုပေးလိုက်ရတဲ့အနေရရှိတဲ့ကန်သင်းချက်တွေအရန်များနေတနည်းအားဖြင့်အရန်ကိုနီးကပ်ပြီးတော့ကာဝေးရခတ်တဲ့အနေထားတွေကနေ အပိုင်ခွင့်ရေးတွေခဏခဏပေးနေရရင်သင်ကိုယ်တွေခွင့်ပြုပေးရတာများလာမှာပါဂိုဒမာတီးယားရဲ့စွမ်းဆောင်ရုံတိုင်းတာတဲ့နေရာမှာ SG လို့အလွယ်ခေါ်ကြတဲ့ Inspector Go ဆိုတဲ့ကိန်းကနန်းကိုအခြေခံပြီးတွက်ချက်ထားတဲ့ Porsche Inspector Go, Porsche AG နောက်တနည်း Go Premier လိုမျိုးကိန်းကနန်းတွေကိုအသုံးပြုပြီးတိုင်းတာပါတယ်။အလွယ်ခေါ်ကြတဲ့ AG ဆိုတာဘောလုံးကန်သွင်းခဲ့တဲ့အနေထားတစ်ခုစီကနေကိုဖြစ်သွားဖို့ရာခိုင်နှုန်းဘယ်လောက်ရှိလဲဆိုတာကိုခန့်မှန်းတွက်ချက်ထားတဲ့ကိန်းကနန်းတစ်ခုလို့ဆိုလို့ရတယ်။ တက်စစ်ကစားသမားတယောက်ဂိုးကန်သွင်းလိုက်တဲ့နေရာဒီနေရာမှာဂိုးနဲ့နီးလေအဲ့ကြည့်ရကန်လုံးများလေဆိုပြီးတွက်ချက်ပါတယ်ဘောလုံးကန်သွင်းတဲ့ပုံစံတွေဖြစ်တဲ့ခေါင်းတိုက်ကိုပင်နရီအေးရတွင်ကကန်ကြပါဝင်အနီးကပိတ်သွင်းတာလားဆိုတဲ့အချက်တွေနဲ့တိုင်းတာပါတယ်ဂျားထဲမှာပြိုင်မဲ့တိုက်စစ်ကိုကာကွယ်နေတဲ့ခန်းစစ်ကစားသမားဘယ်နှယောက်ရှိလဲဆိုတာတွေပေါ်မူတည်ပြီးအဲ့ကြည့်ဆိုတဲ့ inspector ကိုဆိုတာကိုတွက်ချက်ထားတာပါဒီတော့အသင်းသင်းဘလောက်ထိဂိုးသွင်းသင်းလဲဆိုတာကိုအဲ့ကြည့်လို့ခေါ်ကြတဲ့ inspector ကနေတဆင့်အကြံဉာဏ်သိနိုင်ပါတယ် ဒီနေရာမှာဂိုသမတူရဲ့ကွင်းင်းစန်းဆောင်ယူဘေးချက်တွေနဲ့တိုင်းတာလို့ရလဲဆိုရဲမေကွန်ရှိလာပါတယ်ဂိုသမတွေအတွက်ပွဲတွင်းစန်းဆောင်ယူတိုင်းတာတဲ့နေရာမှာ PSG လို့လွယ်ခေါ်ကြတဲ့ပို့လျှော့ expected goal ဆိုတဲ့ကိန်းဂဏန်းနေနဲ့တွက်ချက်ပါတယ်ပို့လျှော့ expected goal ဆိုတာတစ်ဖက်အသင်းကကန်သင်းလိုက်တဲ့ goal ကန်သင်းချက်တစ်ခုကနေ goal ဖြစ်သွားဖို့ရန်ကုန်ဘလောက်ရှိလဲဆိုတာကိုတွက်တာပါ ဝင်းမာရီရဲ့စွမ်းဆောင်ယူတွက်ချက်တဲ့ပို့ရှော့အစ်စပက်တာဂိုးမှာတစ်ဖက်သင်းရဂိုးကန်သွင်းတဲ့ပုံစံအပြင်ဂိုးကန်သွင်းလိုက်တဲ့ဘောလုံးရဲ့အမြန်နှုန်းလမ်းကြောင်းနဲ့အန်ဂယ်တွေပါထည့်ပြီးတွက်ချက်တာပါဥမာအနေနဲ့ပင်နရီအေရီယာတွေကဂိုးကန်သွင်းချက်တစ်ခုရဲ့ဂိုးရနိုင်ကြီးလို့ခေါ်တဲ့ SG က0.30ရှိတယ်လို့အကြောင်းမြင့်တွက်ပါမယ်ဒါပေမဲ့ဂိုးကန်လိုက်တာကဂိုးတော့အချိန်ပြင်းပြင်းနဲ့သွားတယ်ဆိုရင်ဒီကန်သွင်းချက်ကိုဂိုးသမားတို့ကာဝယ်နိုင်တဲ့ ပို့လျှော့ inspector ကိုတက်ချက်မှုက0.45လောက်ဖြတ်သွားနိုင်ပါတယ်ဒါကဒီကိုကိုသမားကာကွယ်ဖို့ပို့ပြီးခတ်တယ်လို့ဆိုလိုတာပါကိုသမားတရားရဲ့စွမ်းဆောင်ရုံအကဲဖြတ်တဲ့အကောင်းဆုံးနီလန်းတစ်ခုကကာကွယ်လိုက်တဲ့ဂိုးရီအတွက်ကိုကြည့်တာပါပွဲစဉ်တစ်ပွဲမှာကိုသမားတို့ကာကွယ်ခဲ့ရတဲ့တစ်ဖက်အသင်းကကန်သွင်းချက်တွေအားလုံးရဲ့ ို့ရှော့ inspector ကစုစုပေါင်း16ကိုရသင့်တယ်လို့တွက်ပါမယ်။အဲ့ဒီကနေတကယ်ပေးလိုက်ရတဲ့ဂိုးရီအတွက်10ကိုရှိခဲ့တဲ့ဆိုရင်ဂိုး primer ကိုတွက်ချဖို့အတွက်ဂိုးရဖို့အခွင့်အရေးတွေကနေတကယ်ခွင့်ပြုပေးလိုက်ရတဲ့ဂိုးရီအတွက်ကိုနှုတ်ပါတယ်။ဒိဗေကတော့ plus ကိန်းကဏ္ဍရလီလီအဲ့ဒီဂိုးသမားကမျှော်မှန်းထားတာတက်ဂိုးပေးရမယ့်အခွင့်အရေးတွေကိုပို့ပြီးတော့ကာကွယ်နိုင်ခဲ့တယ်လို့ဆိုလိုပါတယ်။ပို့ချော့ inspector ကို16ကိုရတဲ့ဆိုတဲ့နေရာမှာတာမန်ဂိုးသမား16ကိုလောက်ပေးရမှာ ਉਹ သူက10ကိုပဲပေးခဲ့ရတယ် 6ကိုးကာဝယ်နိုင်ခဲ့တယ်လို့ဆိုလိုတာပါမိုင်းနဲ့ကိန်းကနန်းရရင်တော့မျောမှန်းထားတာတက်ဂိုးပို့ပေးရတယ်စွမ်းဆောင်ရနေကြနေတယ်လို့သတ်မှတ်လို့ရပါတယ် မြင်လွယ်တဲ့ဥမာအနေနဲ့လက်ရှိဖီယိုရင်တီးနားမှာကစားနေတဲ့ဒေးဗစ်တေဟဲယာမိုင်မာကစားခဲ့တဲ့၁၂နှစ်အတွင်း455ပွဲမှာပို့ရှော့အစ်ပက်တာကိုက1159ဂိုးထိရှိခဲ့ပေမဲ့ဂိုးပေးခဲ့ရတာ446ဂိုးပဲရှိခဲ့တယ်။ဒါကြောင့်ဒီ455ပွဲမှာတဟဲယာအနေနဲ့အမှန်တကယ်ဂိုးခွင့်ပြုပေးရမှာ1159ဂိုးထိရှိခဲ့တယ်ဆိုပေမဲ့အမှန်တကယ်သူ932ဂိုးထိကာကွယ်နိုင်ခဲ့တယ်လို့ဆိုလို့ရတယ်။ဒီချက်တွေကြောင့်မိုင်ယူသင်းမှာတဟဲယာအနေနဲ့လုံလောက်တဲ့စွမ်းဆောင်ရည်ခေါင်းကိုပြနိုင်ခဲ့လို့ဆိုလို့ရပေမဲ့အဲ့ဒီတော့ အသင်းပေါ်ရဲ့ခြေစမ်းကလည်းနှိမ့်ချနေသလိုဒုသဖြင့်နောက်တန်းအမှားတွေများနေတာကြောင့်ရလက်တရလည်းဆိုးဝါးနေတာကြောင့်ဒေးဗစ်ဒဟေယားကိုမန်ယူကရောင်းထုတ်ခဲ့တယ်။ဘာစီလိုနာရဲ့လက်ရှိကိုယ်သမားဆက်ဆက်နီဆိုရင်ပြီးခဲ့တဲ့ရာသီကလာလီဂါချန်ပီယံလိနဲ့ကိုပါဒယ်ရီပြိုင်ပွဲ၃ခုလုံးမှာဂိုးပေးရနိုင်ကြီးပို့ရှော့အစ်စပက်တက်ကိုက35ဂိုးပဲရှိခဲ့ပြီမဲ့အမှန်တကယ်လဲ35ဂိုးလုံးပေးခဲ့ရလို့ဂိုးပေးရနိုင်ကြီးအခွင့်အရေးတွေကနေတကူးမှမကာကွယ်နိုင်ခဲ့ဘူးလို့ဆိုလို့ရတယ် ဒါပေမဲ့ဘာစီလိုနာကလာလီဂါနဲ့ကိုပါတယ်ရီဖလားနှလုံးချန်ပီယံဖြစ်ခဲ့လို့ဆက်စပ်နီလက်စွမ်းနှိမ့်ကြနေတာပြောစရာမဖြစ်ခဲ့တာကိုကြည့်ရင်အရှိရပြောထားတဲ့ဥပမာကိုမြင်သာပါလိမ့်မယ်။ဂိုးသမန်တယောက်ကောင်းမကောင်းအကဲဖြတ်တဲ့နေရာမှာပေးကိုရီအတွက်တက်ပို့ပြီးတော့အသေးစိတ်ကြတဲ့နီလန်းတွေရှိပါတယ်။ပိုရှော့အစ်ပတ်တက်ကိုတွက်ချက်မှုအသေးစိတ်ချက်လက်တွေကကန်သွင်းခဲ့တဲ့နေရာနဲ့ဒေါင်ကျိုးတွေအထိကိုတွက်ချက်ပါတယ်။ဂိုးကန်သွင်းတဲ့ရည်သွေးလို့ခေါ်လို့ရတဲ့ short quality ဘောလုံးရဲ့လာရလမ်းကြောင်း trajectory ဘောလုံးရဲ့မြန်နှုန်း velocity ဘောလုံးရဲ့တိကျမှု placement ဒါတွေအားလုံး machine learning model တွေနဲ့တွက်ချက်ပြီးတော့အဲ့လိုကန်သင်းချက်မျိုးကဂိုးဖြစ်သွားဖို့ဘယ်လောက်ရငလုံးရှိလဲဆိုတာကိုခန့်မှန်းတာပါဥပမာနောက်တစ်ခုကတာမန်ဂိုးသမားတစ်ယောက်ဆိုရင်ငါးဂိုးလောက်ပေးရမှာ ਉ तू က၃ဂိုးပဲပေးခဲ့ရတာမို့လက်စွမ်းပြခဲ့တယ်လို့သတ်မှတ်နိုင်ပါတယ်ဒါဆိုရင်ပွဲရလက်ကရှုံးနေအောင်ဒီဂိုးသမားကသူ့တောင်ကိုခြေပွင့်အောင်မကပဲနဲ့အကောင်းဆုံးစွမ်းဆောင်ခဲ့တယ်လို့ပြောလို့ရပါတယ်နောက်ထပ်ထည့်သွင်းစဉ်းစားမယ်ဂိုးသမားတစ်ယောက်ရဲ့စွမ်းဆောင်ရည်ကိုတိုင်းတာတဲ့အချက်တွေလည်းရှိပါတယ် ဂိုးသမားတယောက်ရဲ့တံပိုးကပြိုင်ဘက်ဂိုးကန်သွင်းတာကိုကာကွယ်တာတခုလည်းမဟုတ်ပါဘူး။ခန့်စစ်ကိုစူးစီးညွှန်ကြားနိုင်မှုလည်းပါပါတယ်။ဂိုးသမားကောင်းတယောက်ကသူ့ရှိရခန့်စစ်ကစားသမားတွေကိုနေရာချတာပေးဖို့ဂိုးဘော့အနေနဲ့ဖြစ်မဲ့တပတ်ကစားသမားတွေကိုဖိအားပေးဖို့အမြဲတမ်းအော်ဟစ်ညွှန်ကြားနေရတာပါ။နောက်တစ်ချက်က qualitative analysis လို့သုံးလုံးကြတဲ့အရေးသေးပိုင်းခွဲခြားစိတ်ဖြာခြင်းဆိုတဲ့အချက်ပါ။ဒီချက်ကိုကင်ကနန်းအနေနဲ့တိုင်းတရရတာခက်ခဲတယ်လို့ဆိုပါတယ်။နီးပြားတွေဘောလုံးသမားဟောင်းတွေရဲ့အမြင်တွေနဲ့ပွဲပြီးဗီဒီယိုတွေကိုကြည့်ပြီးခွဲခြားစိတ်ဖြာရပါတယ်။ သူ့ရဲ့ဥဆောင်မှုကြောင့်ခန်းစစ်ကအမားနှဲသွားတာနေရာယူမှန်သားတာတွေကဂိုးပေးရမယ့်အခြေအနေကိုရော့ချရန်ရောက်ပါတယ်မျက်လုံးနဲ့မြင်တော့ဒီပွဲမှာဆိုရင်မိုင်ဂိုးသမားဒေးဗစ်ဒဟဲယာရဲ့ပွဲပေါ်ဖက်ရှုနိုင်စွမ်းအားနှဲတာကြောင့်မပေးသင့်ပဲပေးလိုက်ရတဲ့ဖရီကစ်ဂိုးတကူကိုမြင်နိုင်ပါလိမ့်မယ်ဘောလုံးဖြန့်ဝေမှု distribution ဒီနေ့ခေတ်မော်ဒန်ဘောလုံးမှာဂိုးသမားပထမဆုံးသောကစားသမားအနေနဲ့ဘောလုံးဖြန့်တဲ့ကစားသမားပါသူ့ရဲ့ဘောလုံးပေးပို့မှုကအသင်းရဲ့တိုက်စစ်စတင်မှုကိုအဆုံးဖြတ်ပေးပါတယ် အချက်လက်အနေနဲ့ long back accuracy လို့ခေါ်ကြတဲ့အမြင်ပေါ်ပေးမှုမှု pass into final third လို့ခေါ်တဲ့ပြန်ပတ်ရဲ့ goalie ရတဲ့တိတိကျကျပေးဖို့နိုင်မှုဆိုတာတွေကိုကြည့်ပြီးတော့အသင်းတိုက်စစ်မှာဒီကိုသမားကဘလောက်ထောက်ကူပြုလဲဆိုတာနဲ့တိုင်းတာပါတယ်ဖြတ်တင်ပေါ်ဖမ်းယူမှုပြိုင်ဘက်က goalie ရလဲကို down ရနေတဆင့်တင်ပေးတဲ့ crossing လို့ခေါ်ကြတဲ့ဖြတ်တင်ပေါ်တွေများများတင်တဲ့အခါမှာကိုသမားကဘယ်နှကြိမ်ထွက်ပြန်ခဲ့လဲဘယ်နှကြိမ်ပြတ်သားတဲ့ဆုံးမချက်ချခဲ့လဲဆိုတာနဲ့ကြည့်ပြီးတိုင်းတာပါတယ် စီပါကီပါလို့ခေါ်ကြတဲ့ခန်းစစ်တန်းမှာနောက်ကျန်ကစားသမားလို့ကစားနိုင်တဲ့စွန့်ရီဒီနေရာမှာဂိုရီယာအပြင်ကိုထွက်ပြီးတော့ပြန်မတက်စစ်မှုနဲ့ထိုက်တိုက်တွေ့ပြီးဖျက်ထုတ်နိုင်မှုကိုလည်းစီပါကီပါရိုးတစ်ခုအနေနဲ့တိုင်းတာပါတယ်ဒီလိုဆိုရင်အပေါ်ကပြောခဲ့တဲ့6ကိုပေးခဲ့ရတဲ့ဂိုသမားတယောက်ကိုအကဲပြတ်တဲ့အခါမှာပေးကိုရီအတွက်ထက်သူဘလောက်ခက်ခဲတဲ့ကန်သွင်းချက်တွေကိုကာကွယ်ပေးနိုင်ခဲ့လဲဆိုတော့ဂိုပရီမတ်တက်ကိန်းကနန်းနဲ့သူ့ရဲ့ခန်းစစ်စစ်စနစ်ကိုဦးဆောင်နိုင်မှုပုံမှာမူတည်ပြီးတော့ဂိုသမားတယောက်ရဲ့တကယ်တန်ဖိုးကိုဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်